ကဘောင်းစားကိုတော့ကအဖွဲတောက်စားနေရတာအဖွဲငါတို့ပြည်သားကလည်းရက်တီနေရတာအဖွဲငါတို့အေးဘေးနားမှာကပြောင်ပြီးဆွဲနေရတာအဖွဲဆိုတာမျိုးဒီ UNG ကောင်တွေကလင်ကချင်းလုပ်ပြီးတော့လူတို့လိန်ထားတာအခုတို့လည်းကသူ့အစင်တောင်သူတိသွားချင်ပါလေဒီဘုံလာပါဝင် UNG တို့ကအခု၄နှစ်ကျော်မှသူတို့အစင်တောင်သူတို့သိတာလားတော့မသိဘူးခုမှသူတို့အစင်တောင်သူဝန်ခံရတာသူရှင်လဲခင်ဗျားတို့ကျုပ်တို့ကိုအပြစ်ပြောဦးမယ်ကျုပ်တို့ကမပြောပြရင်လည်းအောက်ကအောက်ခြေတရမတည်ဘူးနော်အောက်ခြေတရမတည်အဲ့တော့ဦးစင်းတို့ကအထက်ကသတ်သက်ကတာဝန်ရှိပုဂ္ဂိုလ်လူကြီးကြီးတိအောင်ပြောရမှာမပြောရင်လည်းခင်ဗျားတို့အဆင်အဆင်လိမ့်နေကြတာ အဲ့လိုအစစ်အစစ်လိန်နေလို့အစစ်အစစ်ညားနေလို့စစ်တိုက်တိုင်းလဲနော်စစ်တိုက်တိုင်းလဲခွီးပြောပြီးပြီးနေရပေါ့လူရင်းသားကြီးမွတ်စလင်ကြီးကလည်းအေးအေးကစိအုပ်စုလောက်တော့မဆိုးဘူးပိုကောင်းလာမယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့တော့အကောင်းဆုံးဖြစ်သွားမယ်လို့လည်းယုံကြည်တယ်ဒါပေမဲ့အေးအေးရဲ့လုတ်သွားပုံတအောင်ပလောင်ရဲ့လုတ်သွားပုံခေယုံ ချင်းများအားလုံးပဲမင်္ဂလာပါ Jazz Revolution ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခု Just Dance ပြမဲ့သူတရင်လေးတွေကဂျွန်လ28ရက်နေ့ညနေပိုင်းနောက်ဆုံးရရှိလာတဲ့တရင်သူတရင်ကောင်းလေးတွေပြီးတော့နောက်မှာကြောင်မင်းမင်းဟောင်ခန်းနဲ့ပေါ့ကရုံးရဲ့ကြည်ကွဲခန်းလေးတွေသူ General Reaction လို့တော့မှာဖြစ်ပါတယ်နောက်ဆုံးမှာနောက်ဆရာ Online One Dance ပြတဲ့တရင်လေးတွေလည်းအတူကြားမှာဖြစ်ပါတယ်ဟောပြီးထုံးဆန်တဲ့ Just နဲ့သူဆုံးလေးလိုက်ပါကြိုဆိုပြနေဖိတ်ခါပါတယ်ကြည့်တဲ့တရင်လေးနောက်ပေါ့လူရင်းသူနဲ့အရင်ဖတ်ပြပါမယ် မန္တလေးတိုင်းပျော်ပွင့်မြို့နယ်ညောင်ကုန်းရဲစခန်းအနီးစစ်ကြီးကောက်နေသောစစ်သားများကိုဝန်ရောက်တိုက်ခိုက်ခဲ့ရာအရာခံဘူးတဝက်ပါဝင်လေးအိုမတာပေါ်တော့ပြီးတနတ်၃လ30ရရှိခဲ့တယ်လို့သိရှိရပါတယ်။ကောင်းမှာကောင်းပြီးတော့နောက်မှာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုနှီးပြီးတော့စစ်စင်ကြီးအထူးအဖွဲ့ယုံဆိုင်ရနေရတွင်လုံချုံကြီးတင်းကျက်စွာဖြင့်ဖမ်းဆီးချုံနှောင်ထားပြီးတွားနဲ့နှလုံးရောဂါဆိုင်ရာဆက်ဆက်ဝေဒနာများခံစားနေရတော့လေစီကိုတခွင်း အပြည့်အဝမပြီးပဲရည်ရွယ်ချက်ရှိရှိငင်းပန်းနေဆက်နေကြောင်းမြန်မာ prison witness မှဒုတိယပြန်ကြားရေးတာဝန်ခံမဆိုးငယ်ကရန်ကုန်ခေတ္တကိုပြောင်းလဲတဲ့သတင်းလေးဖြစ်ပါလိမ့်မယ်။ကဲဟုတ်ပြီသတင်းလေးနောက်ပေါက်ကတော့ဒီလိုပါပဲ။ဆက်လက်ပြီးမှာကျွန်တော်တို့နော်အာကိုရီးနားငယ်တင်ဆက်ပေးတဲ့နော်ဒီနေ့ညနေပိုင်းသတင်းလေးတွေတစ်ချက်လောက် just net တို့နားထောင်လိုက်ကြအောင်နော်။အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့လူတို့ကောင်းဆောင်ဒေါ်ဆာဆူချီကို ဂျပန်စကောစီကနေပြည်တော်စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာဖမ်းဆီးချုပ်နှောင်ထားပြီးသူမမှာပွားနယ်နှလုံးရောဂါဆိုင်ရာဆက်ဆက်ဝေဒနာတွေခံစားနေရပြီမဲ့စေကူတာကွင်အပြည့်ဝမပေးဘဲစစ်တပ်ကရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်နေတယ်လို့မြန်မာ prison witness ရဲ့ဒုတိယပြန်ကြားရေးတာဝန်ခံမဆူးငယ်ကရန်ကုန်ကစ်တေကိုပြောပါတယ်လက်ရှိမှာတော့ဒေါက်ဆာဆူဂျီကိုအဂျပန်စကောစီကနေပြည်တော်အချုပ်ထောင်နဲ့14မိုင်အကွာကသူတို့စစ်တပ်ရဲ့စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင့်တင့်ကြပ်ကြပ်နဲ့မတရားဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုပါတယ် လက်ရှိမြန်မာ prison witness အဖွဲ့ရဲ့စုံစမ်းအတည်ပြုချက်အရလူတကောင်းဆောင်တော်ဆန်းစုကြည်ကျောင်းတော်ခန့်ထားရတဲ့နေရာကိုလက်ရှိချိန်မှာစစ်တပ်ရဲ့ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူကတာဝန်ယူကွက်ခဲ့နေပြီးဒီမှာအတွက်အခြေခံအကျဉ်းသားအခွင့်အရေးဖြစ်တဲ့ထောင်ဝင်းစားအဲ့တွေ့ခွင့်နဲ့မရှိတဲ့အပြင်အကျဉ်းသားအခွင့်ရေးတွေပါချိုးဖောက်ခံနေရပြီးလက်ရှိဒေါ်ဆန်းစုကြည်မှာသွားတဲ့နှလုံးရောဂါဆိုင်ရာဆက်ဆက်ဝေဒနာတွေခံစားနေရပြီးမြေစေကူတာကွက်အပြည့်ဝမပြီးပဲစစ်တကာရွေးချက်ရှိရှိညှဉ်းပန်းနှိပ်စက်နေတယ်လို့မြန်မာ prison witness ရဲ့ဒုတိယပြန်ကြားရေးတာဝန်ခံမဆုံးငယ်ကပြောထားပါတယ်အဲ့ဒီလို့ အချင်းတော်နယ်မှာလူတကောင်ဆောင်တော်ဆက်စုကြည်ရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးမြန်မာ Prison Witness အဖွဲ့နဲ့အတူယုံကြည်စိတ်ချရတဲ့တည်င်းရင်းမြစ်တွေမိဖက်အဖွဲ့စည်းတွေနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့မှအခုလိုသတင်းထုတ်ပြန်ရတာဖြစ်တယ်လို့လည်းမဆူးငင်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ ဒီနယ်လေးသိမ့်ပိုက်ထားတဲ့နောင်ချုံမြို့ကိုအချက်ဖက်စကောင်းစီတက်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေရမှာစစ်မှုထမ်းတပ်အစ်တွေကိုငူးရစ်ဆေးတွေကျွေးပြီးအသေးခံတိုက်ခိုင်းနေလို့သူတို့စစ်တပ်ဘက်ကထွက်ပြေးလာတဲ့စစ်သားတွေကိုပါတော်လိုင်းရေးတပ်တွေကကယ်ထုတ်ပေးနေရတယ်လို့ DBLA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တကိုပြောပါတယ်လက်ရှိဒီနယ်လေးသိမ့်ပိုက်ထားတဲ့နောင်ချုံမြို့နယ်ကိုပြန်လဲသိမ့်ပိုက်မယ်ဆိုပြီးစစ်ကြောင်းထိုးလာလိုက်အတိနာပြီးပြန်ဆုတ်သွားလိုက်လုံနေတဲ့အချက်ဖက်စစ်ကောင်စီတပ်ဟာစစ်ကြောင်းထိုးတဲ့အချိန်တွေမှာစစ်မှုထမ်းတပ်အစ်တွေကိုငူးရစ်ဆေးတွေကျွေးပြီးအသေးခံတိုက်ခိုင်းနေရမှာ အဲ့ဒီစစ်မှုထမ်းတပ်သားအစ်စ်တွေနဲ့စစ်သားတွေဟာအစုလိုက်အပြုံလိုက်တက်လာလေတင်းနယ်လေးပူပေါင်းတက်တွေရဲ့တက်ခိုက်ချေမှုမှုတွေအတွက်အစုလိုက်အပြုံလိုက်ကိုတင်နေကြတယ်ဆိုပါလေအဲ့ဒီလိုစစ်တပ်ဘက်ကအသေးများနေလေအဲ့ဒီသူတို့စစ်သားမသားအလောင်းတွေကိုကြော်ခွပြီးအရှိကိုအသေးကန်တက်တိုက်ခိုင်းနေမှာအဲ့ဒီလိုတက်လာတဲ့စစ်သားတွေဟာဘာမှမသိတဲ့ပုံစံနဲ့စစ်မှုထမ်းတပ်သားအစ်အများစုဖြစ်နေပြီးမူရစ်ဈေးတွေကျွေးထားတဲ့အတွက်တိမ်မဲ့လမ်းကိုတိတိကြီးနဲ့အသေးကန်တက်လာကြတာဖြစ်တယ်လို့ တက်လာတိုင်းနဲ့အတုံယုံတည်နေကြတာဖြစ်တယ်လို့လက်ရှိနောက်ချိုးမြို့နယ်ကရှေ့တန်းတိုက်ပွဲတွေမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကို DPLA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေကပြောထားပါတယ်။ဒါပြင်အဲ့ဒီရှေ့တန်းမှာတိုက်နေရင်းနဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကနေကိုလိုယုံထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားအစ်စ်တွေဟာလေဒေါ်လာရေးတပ်တွေနဲ့ချိတ်ဆက်ပြီးသူတို့ကိုကဲတင်ပေးဖို့ပြောလာတဲ့အတွက်ဒေါ်လာရေးတပ်တွေကအဲ့ဒီတပ်သားအစ်စ်တွေကိုပါကဲထုတ်ပေးနေရတာဟာအခုဆိုရင်တပ်သားတစ်ရှင်းဦးထက်မနေကိုကဲထုတ်ပေးတိုက်ရတယ်လို့လေ DPLA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေကပြောထားပါတယ်ခင်ဗျ။တက်စတဲ့မှာပဲ ီရန်လီသိမ့်ပိုက်ထားတဲ့နောင်ချုံမြို့နယ်မှာထိုးစစ်ဆင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာတော်လိုင်းတပ်တွေကိုမနိုင်တာနဲ့ရသပီသူတွေနေထိုင်ရာခြေရွာတွေကိုလေကြောင်းကရောလက်နက်ကြီးနဲ့ရောပစ်ခတ်တိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတယ်လို့တီရန်လီကထုတ်ပြန်ထားပါတယ်။လက်ရှိတီရန်လီသိမ့်ပိုက်ထားတဲ့နောင်ချုံမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တီရန်လီပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေရမှာစစ်ကောင်စီတပ်ဟာတော်လိုင်းတပ်တွေကိုမနိုင်တာနဲ့နောင်ချုံမြို့နယ်မှာရှိတဲ့ရသပီသူတွေနေထိုင်ရာနောင်ဖာညံတော်လုံဆန်းအုံမခါနဲ့နောင်ငင်ကြေးရွာတွေကိုလေကြောင်းကရောလက်နက်ကြီးနဲ့ပါဘုံကျဲပစ်ခတ်တိုက်ခိုက်နေတယ်ဆိုပါတယ် လက်ရှိအချိန်ထိတော့တင်းနယ်လီပူပေါင်းတပ်တွေဟာဇွန်လအကုန်ထိအပြည့်အကျညာထားတဲ့ကတိအတိုင်းထိုးစစ်မလုပ်ဘဲခုခံစစ်နဲ့သာပြန်လည်တိုက်ခိုက်နေပြီစစ်ကောင်စီကတော့သူတို့ကိုယ်တိုင်ဇွန်လအကုန်ထိအပြည့်အကျညာထားပြီမဲ့တော်လိုင်းတပ်တွေရဲ့အပြည့်အကျညာမှုကိုအခွင့်ကောင်းယူပြီးထိုးစစ်စင်နာတွေဇက်တိုက်လာလုပ်နေတာဖြစ်တယ်လို့တင်းနယ်လီကထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းကနထိုးကြီးမြို့နယ်မှာ PD ရဲဘော်တွေအပြစ်တာဝန်ထမ်းဆောင်ဖို့ဆိုပြီးဝင်ရောက်လာတဲ့ အသက်မပြည့်သူလူငယ်၄ဦးကိုဒေါ်လာရေးတပ်ဖွဲ့တွေကအဲ့ဒီလူငယ်တွေရဲ့မိဘအုပ်ထိန်းတဲ့သူတွေစီပြန်လည်အပ်ပံပေးခဲ့တယ်လို့မြန်မာခိုင်ပကဖားရဲ့တာဝန်ရှိသူတို့ကရှေကိုကစ်တင်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ20ရက်နေ့ကပဲဒိုးကြီးမျိုးနဲ့မှနေတဲ့အသက်15နှစ်အရွယ်နဲ့18နှစ်အရွယ်လူငယ်၄ဦးဟာ PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ခြင်းလို့ဆိုပြီးဒေါ်လာရေးတပ်ဖွဲ့တွေစီကိုဆက်သွယ်ပြီးတော့ဝင်ရောက်လာကြတယ်ဆိုပါတယ်အဲ့ဒီနောက်လူငယ်၄ဦးဟာတော်လည်ရေးတပ်ဖွဲ့တွေစီရောက်တဲ့အချိန်မှာအသက်အရွယ်ကိုမေးကြည့်တဲ့အခါမှာတော့အသက်မပြည့်သေးတဲ့လူငယ်တွေဖြစ်နေတဲ့အတွက် ော်လိုင်းတပ်ဖွဲ့တွေကအဲ့ဒီလူငယ်တွေရဲ့မိဘအုပ်ထိပ်သူတွေစီကိုဇွန်လ28ရက်နေ့မှာပြန်လည်အနှံပေးခဲ့ပါတယ်လို့မြန်မာခရိုင်ပတ်ခပရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။ဟွန်းတပ်ဖွဲ့မှာတော့အချမ်းပတ်စစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားတဲ့ရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာမော်ဘီမြို့မှာရဲစခန်းကိုရန်ကုန်မြို့ပြတော်လိုင်းတပ်ဖွဲ့ကမိုက်ခွဲတက်ခိုက်မှုအတွင်းရဲတအုပ်ဒဏ်ရာရသွားပြန်တယ်လို့ WE တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဖြစ်စဉ်ကတော့ဇွန်လ28ရက်နေ့ဖြစ်တဲ့မနေ့ကည10နာရီခွဲလောက်မှာပဲ ရန်ကုန်တိုင်းကအချက်ဖက်စစ်ကောင်စီရဲ့မော်ဘီမြို့မှာရဲစခန်းကိုရန်ကုန်မြို့ပြတော်လန်ရေးတပ်ဖွဲ့ကနေအဝေးထိန်းမိုင်းကိုလက်ပစ်မိုင်းနဲ့ကပ်ပြီးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုပါလေ။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းရဲတအူကတော့ဒဏ်ရာရသွားပြန်တယ်လို့စစ်ကောင်စီတပ်ကတော့သူတို့ရဲ့ထုံးစံအပိုင်းပောက်ကွဲမှုဖြစ်ပြီးတာနဲ့လမ်းတွေပိတ်ဆို့စစ်ဆေးမှုတွေလုံသွားသေးတယ်လို့ WHO တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါလေ။လက်ရှိရန်ကုန်မြို့မှာစစ်ကောင်စီတပ်ကလုံခြုံရေးတွေတင်းကျပ်ထားတဲ့ကြားကတော်လိုင်းတပ်ဖွဲ့တွေကလည်းစစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေကိုဖောက်ခွဲတိုက်ခိုက်မှုတွေရှိနေတဲ့အတွက် ီတွေအနေနဲ့စစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုဝေးဝေးကနေရှောင်ရှားသွားလာပေးကြဖို့ကိုလည်းတော်လန်ရေးအဖွဲ့တွေကမြစ်တာရက်ခံထားပါသေးတယ်ခင်ဗျအခုတစ်ခါဆက်ချင်တာကတော့မလေးရှားနိုင်ငံမှာတရားမဝင်နေထိုင်မှုနဲ့မြန်မာနိုင်ငံသားတွေဇက်တိုက်ဖမ်းဆီးခံရပြီးကိုလုံခွင့်ရှောက်ထားသူတွေနဲ့ UNHCR မှာဒုက္ခသည်အဖြစ်ရှောက်ထားတဲ့သူတချို့ပါအဖမ်းခံနေရတယ်လို့မလေးရှားရောက်မြန်မာချို့ကရန်ကုန်ကစ်တေကိုပြောပါတယ်ဒါကတော့လက်ရှိမလေးရှားနိုင်ငံမှာတရားမဝင်နေထိုင်မှုနဲ့မြန်မာနိုင်ငံသားတွေဇက်တိုက်ဖမ်းဆီးခံရတယ်လို့ဇော်လာ26ရက်နေ့ကဆိုရင် မေရှားနိုင်ငံကွာလာလမ်ပူးမြို့နယ်မာလကာပြည်နယ်မှာအထောက်အထားမပြည့်စုံမှုနဲ့မြန်မာနိုင်ငံသားစုစုပေါင်းအယောက်60ထက်မနည်းကိုမလေးရှားအာဏာပိုင်တွေကထပ်မံဖမ်းဆီးသွားတယ်ဆိုပါတယ်။ဖမ်းတာကတော့ဘယ်နိုင်ငံသားဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲအထောက်အထားမရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရောအင်ဒိုနီးရှားနိုင်ငံသားတွေပါမကြံ။နိုင်ငံသားမှန်မြဖမ်းတာဖြစ်တယ်လို့အဲဒီအချိန်မှာအထောက်အထားမရှိတဲ့မြန်မာနိုင်ငံသားတွေအကုန်ပါသွားတာဖြစ်ပြီးတချို့ဆိုခလုံးကွင်းလျှောက်ထားတဲ့သူတွေနဲ့ UNHCR မှာဒုက္ခတဲ့အဖြစ်လျှောက်ထားသူတချို့ပါဖမ်းဆီးခံရတဲ့အထက်ပါသွားတယ်လို့မလေးရှားရောက်မြန်မာတို့ကပြောထားပါတယ်ခင်ဗျ။ကဲနော် အာဒီနေ့ညနေပိုင်းသတင်းလေးတွေကတော့ဒီလောက်ပါပဲကဲဆက်လက်ပြီးမှကျွန်တော်ကြောင်မင်းမဟောင်းခန်းလေးတွေတစ်ချက်လောက်ကြည့်လိုက်ကြအောင်နော်နောက်တစ်ခုကတော့ဟို NUG ရဲ့ကြီးစရာကောင်းတဲ့ဖြစ်ရပေါ့တနာဖို့လည်းကောင်းပါလေ NUG ဘာလို့ပြောကြီးတွေလေးကြီးမိုးကြီးတွေတော်တာပါနဲ့ NUG ရဲ့ဟိုညီးတွားတန်လို့ပြောပြရစီအဲ့ဒါဘာလဲဆိုတော့ထိုင်းအစိုးရက NUG ကိုအတိမတ်မပြုတ်လို့ဆိုပြီးတော့နေဖို့လည်းကြီးတယောက်ငုံကြီးချက်မှလည်းပြောရရောလားငုံကြီးချက်မှလည်းဒီလိုလည်းကနော်ဘာပြောလဲဆိုတော့ထိုင်းထိုင်းမှာမြန်မာတွေကိုဖမ်းတာစီးတာဘာညာချင်းလုပ်နေတော့ဘာပြောလဲဆိုတော့ တိုင်း NGO နေဖို့လည်းပါပဲဆိုတော့ထိုင်းဆိုရတာတဲ့ NGO ကိုတရားဝင်သိမှတ်ပြုထတာမဟုတ်တော့လောကခံရတာအခက်အခဲတွေအများကြီးရှိတယ်တဲ့တက်နိုင်တယ်များတော့ချိတ်ဆက်ကူညီလို့လုပ်နေမှာအလုံးမလွှမ်းချုံနိုင်ပါဘူးတဲ့ကဲအချက်ကွဲကြီးပေါ့ဗျာဒါအချက်ကွဲတာဆိုတော့ NGO ဒါအချက်ကွဲလို့လည်းပြောလို့မရသေးဘူးเนาะမင်းတို့ကောင်တွေတော့တဟုတ်လိမ့်မယ်เนาะငါတို့ကသူတို့ကလက်ခံမလက်ခံကအရေးမကြီးသေးဘူးเนาะအဲ့ဒီကမင်းတို့အာနာရှင်မင်းတို့ဘောမတိုက်တွေကိုအမိပြက်ဖို့အရင်တိုက်မှာเนาะ ပြီးကြမှာတို့လက်ခံချင်မလက်ခံချင်လဲလက်ခံရမယ့်အခြေအနေလာလိမ့်မယ်နော်မပူပါနဲ့တားရယ်နော်ကိုထိုင်းဆိုတော့ကအတိမပြုတ်မထားတဲ့အတွက်သူ့မှာကုလို့မရဘူးအစရတဲ့ကကိုကိုကိုသိရမယ်ကိုရောထိုင်းနိုင်ငံမှာကတ်ပြီးနေနေရတဲ့ကိစ္စအဲ့တော့သဘောကရှင်းရှင်းလေးအဲ့ဒီ NGO ကအများစုကထိုင်းနိုင်ငံမှာကတ်နေရထိုင်းဆိုတာတနာလို့ကတ်နေခိုင်းနေတာထိုင်းအကုန်ထောင်းလိုက်ရောက်မှာအဲ့တော့တခါကြရင်ကို့အစင်တန်းကိုကိုသိဖို့လိုတာဆိုတော့ပြောချင်တာအခုတော့အဲ့ဒါကိုပြောချင်တာမင်းတို့ဘောမာတွေတိလာကိုစင်တန်းကိုတိနော်ကိုစင်တန်းကိုမတိပဲနဲ့နိုင်ငံကိုတက်အုပ်ချင်တယ်နော် ကိုကောင်းစားသူကိုကောင်းစားဖို့တလောက်ပဲတည်တာဟမ်ပြောတော့ပါဇက်ကနေနော်ပါဇက်ကဖျားဖျားနော်အလက်ကကားရကားရပုံစံမျိုးပေါ့တည်လားမင်းတို့ကနော်နိုင်ငံတော်ပါဇက်ကနေချစ်ပဲချစ်တာနော်ပါဇက်ကနေချစ်တလားမမင်းနဲ့နိုင်ငံတော်အတွက်ပါဇက်ကနေလှုပ်ပေးတလားမမင်းနဲ့နော်မင်းတို့အပြင်းမှာဟမ်နိုင်ငံတော်အတွက်ဘာကိုလှုပ်ပေးတာလဲပြောပါဟမ်မင်းတို့နိုင်ငံတော်ချစ်ပါတယ်ဆိုတော့အဲ့ဒီချစ်ချင်းမိတာကမင်းတို့ဘယ်နေရာမှာပြက်တတ်ခဲလဲပြောပါဟမ် ရှောက်ပြောင်းမနေတဲ့အကြောင်းပဲနော်ဒီဘုလကသူ့အစင်တောင်သူတိသွားတယ်ထင်ပါလေဒီဘုလအပေါင်း NU ရက်လူကြီးအခု၄နှစ်ကျော်မှသူတို့အစင်တောင်သူတို့တိတာလားတော့မသိဘူးခုမှသူ့အစင်တောင်သူဝန်ခံရတာပဲကြားလာပြီငါတို့အစင်တန်ငါတို့တိတာကြားလာပြီတိလာနော်မင်းတို့ဘောမတွေထက်တာတယ်နော်မင်းတို့ဘောမတွေထက်ငါတို့တာတယ်ဆိုတာငါတို့အစင်တန်ငါတို့တိပြီးတာအဲ့ဒီအဲ့ဒါကြောင့်လဲတော်လိုင်းကြီးကိုဒီညီဒီချင်းစီငါတို့နော်အတူတကွတိုက်လန်းနေတာဟုတ်တယ်နော်ရှင်းရှင်းလေးပဲနော် အင်ဂျင်ချင်းထိုင်းတော်ဒီမှာမဖြစ်ကျန်တဲ့ဘယ်နိုင်ငံမှာ NGO ဒီမှာပြုမထားဘူးအဲ့တော့ NGO ကိုဘယ်နိုင်ငံမှာအတိမတ်ပြုမထားရေဘယ်နိုင်ငံမှာအတိမတ်ပြုမထားတဲ့ NGO ကိုထောက်ခံနေတာကျွန်တော်တို့မှန်မလားဆိုတော့ပေါ့ကိုစဉ်းစားကြည့်ပေါ့ဆရာနိုင်ငံတကာတော့ဒီမှာပြုမထားဘူးအဲ့တော့ခင်ဗျားတို့ကအတေးကြကြီးကို NGO ကပဲနိုင်ငံတကာအတိမတ်ပြုထားတယ်လို့အထင်ကြီးနေတာပြီးတော့ NASA ကောင်ကအတိမတ်အာပြောမယ်အကယ်လို့ NGO ဂျင်ဆိုတဲ့အမေကနိုင်ငံခြားကထောက်ခံလို့သူ့ရဲ့လှုပ်ရက်ကနော်ပြီးတော့တွေတတ်ဖို့နော်အပြည့်မဲ့ပြီးတော့အချမ်းဖက်ပြီးမှတတ်ဖို့ဆိုစင်ကတော့လက်ခံမှာလည်းမဟုတ်ဘူးနော်ဟုတ်တယ်မလားခု နော်မင်းတို့ရဲ့ပထွေးတောင်းလိုက်တာမင်းတို့ပထွေးမေလို့ခွေးတောင်းစားနိုင်ငံတကာကဘယ်နိုင်ငံတကာကအတိအမပြုတ်လို့လဲပြောပါဟမ်ဘယ်နိုင်ငံကဒီကောင်းကိုအတိအမပြုတ်တယ်လို့ပြောလို့လဲပြောပါပြပါဟမ်ဟုတ်ပြီအကယ်လို့အတိအမပြုတ်ခဲ့ရင်တော့မှဟမ်သူ့ကောင်းကျိုးတစ်ပတ်လို့တဲ့ဒီလိုမျိုးခေါင်းဆောင်တွေကဘယ်ပြည်သူကမှမထောက်ခံတယ်လို့ဘယ်ပြည်သူကမှလည်းအားပေးမှာမဟုတ်ဘူးအားပေးတဲ့သူရှိခဲ့ရင်တော့မင်းတို့ကောင်းနေလို့စောက်စစ်မရှိတဲ့နော်စောက်ပါတယ် အုံနောက်မရှိတဲ့သူတွေလောက်ပဲအားပြီးထောက်ခံနိုင်မယ်နော်ဟီဟာဟာလို့မနေနဲ့တိလားနော်မင်းတို့ရဲ့အစင်တော်ကိုမင်းတို့သိနော်ငါအဲ့ဒီစကားကငါတို့ပြောရမယ်စကားကြောင်မင်းမင်းရဲ့နော်ပြီးတော့နိုင်ငံကနားဆောင်တော့ဒီမှာပြူလာပြူလာဘုသူကြီးမျိုးလည်းသွာလာနေတာကိုရှိအဖြေကအဲ့ဒါပဲဒါကြောင့်တခါတည်းကြရင်ချို့လူတွေက နားမလဲပါမလဲနဲ့ရှောက်ချက်ပြီးတော့လက်သုံးချောင်းပေါက်ထောင်းဟုတ်ပြီးချင်းပြီလားမဟုတ်ဘူးနိုင်ငံတကာ NGO ရှိတယ်လို့တော့ပြင်တာမဟုတ်ဘူး NGO ကတရောင်းစားကိုတရောင်းစားအဖွဲ့တောက်စားနေရတာအဖွဲ့ငါတို့ပြည်သားကလည်းရက်တည်နေရတာအဖွဲ့ငါတို့ AB နဲ့မှကပ်မြောက်ပြီးပြီးဆွဲနေရတာအဖွဲ့ဆိုတော့မျိုးနိုင်ငံတကာမြင်ထားတာ NGO အဲ့ဒါကိုပြည်သူလူထုကိုသိနေချင်တာဒီ NGO ကောင်တွေကလေးကလေးချင်းလုပ်ပြီးတော့လူထုကိုလိန်ထားတာလို့အခုနေဖို့လည်းကြည်ရဖွင့်ကြတယ်ငိုချင်းချင်ပါလေကျွန်တော်တို့ NGO လူတိုင်းကတိုင်းနိုင်ငံအတိအမှန်ပြုရတာမဟုတ်ဘူးအဲ့ကျွန်တော်တို့ကလုပ်ဖို့ကျွန်တော်အဲ့ရည်ပဲရှိတော့တယ် ကိုယ်စင်တန်းကိုတိဖို့ပဲလိုတာအခုတော့တိပြီးချင်တာလေလို့ပြောချင်တယ်ဟုတ်လားနော်အဲ့တော့တခါတခါဒါဒါအစိုးရဖြစ်လာမဖြစ်လာဆိုတဲ့အစင်တန်းကိုတော့နောက်တခါဘာပြောချင်လဲဆိုတော့အခုဒီမိုကရေစီတို့ဘာလို့ညာလို့ခင်ဗျားတို့ပြောကြတယ်မလားစစ်ကောင်စီအောက်မှာဒီမိုကရေစီကဘာဖြစ်တယ်ညာဖြစ်တယ်တွေပြောတယ်โอเคအခုခင်ဗျားတို့ KIO အုပ်ချုပ်တဲ့နယ်မြေမှာကာလာဝေတော်သွားလို့ရတော့မို့လားအခုစပြီ KIO ကနော်သူ့နယ်မြေထိကျတဲ့နယ်မြေမှာ KIO ကကာလာဝေမဖွင့်အောင်လို့ကိုပိတ်တာ KTV တဲ့နော် သူ့ရဲ့နေမြီမှာတဲ့ KIO အုပ်ချုပ်ထားတဲ့ထိချုပ်ထားတဲ့နေမြီအားလုံးမှာ KTV နဲ့ Night Club တွေကိုပိတ်ရမယ်ဆိုညွှန်ကြားထားပါတယ်သူနော်ဘူးကပြောတယ်နော်ခေါင်းစဉ်ပြတာကတော့ KTV တွေ KTV တွေ Night Club တွေမှာတဲ့ဘားတွေမှာပျော်ပါတာညားပြီးမွေးစွာတွေရှိတယ်မွေးစွာကြောင့်ပျက်စီးနေတယ်အဲ့ဒါကြောင့်မဟုတ်အဲ့ဒါကြောင့်မွေးစွာတွေကောင်းတာပြောတယ်ပိတ်လိုက်ကောင်းတာပေါ့အဲ့လိုပိတ်တော့ကောင်းတာပေါ့ဟုတ်တယ်မလားလူငယ်တွေတက်ပို့ပြီးကောင်းတာပေါ့ဟမ်အဲ့ဒါပိတ်လိုက်လို့နင်းကဘာဒီဟီဟာလုပ်နေတာလဲဟမ်အော်သူ့သူ့နေမီသူ့နေရာအတွက်ကောင်းလို့ပိတ်နေတာလေဟုတ်တယ်မလားဟမ် အခုငါပြောမယ်မြန်မာပြည်မှာလူတွေပျက်စီးနေတာဘာကြောင့်လဲတိလားအိမ်ထောင်ရေးဖောက်ပြန်တဲ့နေရာတွေဘယ်နေရာတွေလဲတော်တော်များ KTV တွေတိလားအဲ့ဒီဘားဆိုင်တွေတိလားနော်အဲ့ဓာတွေကြောင့်လူငယ်တွေတော်တော်များများကပျက်စီးနေတာဆိုတာမင်းနားကောနားလဲလားပြောပါဟမ်အဲ့ဒီ KTV ဖွင့်ဖွင့်လို့မရတဲ့ဟာကို KTV ပိတ်ပြန်နေတဲ့ဟာကိုဘာများဖြစ်နေတာလဲဟမ်တူဟာသူပိတ်ချင်ပိတ်မှာပါနေမင်းနဲ့ဘာဆိုင်လဲဟမ်ကြောင်မျိုးမင်းငါတော့ဟောငါအာ ကဲနော်ကြောင်မွေးမြဟောင်းသွားတဲ့ပေါ်ပရိသတ်ဂျမင်တုံတစ်ချက်လေးတူကို comment မှာရေးပေးပါဆက်ပြီးမှာငါပေါ့ရဲ့ဂျီခွေခါလေးတွေစစ်ကြည့်လိုက်ကြအောင်နော်မှန်ပါပါဗျဒီနေ့က28ရက်6လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျဒီနေ့ဥစဉ်ဗာပြောချင်တာလဲဆိုရင်စကိုင်းတိုင်းဇီဘူကုံဇီဘူကုံရွာရဲ့အကြောင်းလေးကိုပြောချင်ပါတယ်ဗျနော်ဇီဘူကုံတရွာကအရှင်ဖရာရဲ့တပည့်တော်ပလဲကဘကဘသူဘသူပေါ့နော်ပလဲမြို့နယ်ကဇီဘူကုံရွာအကြောင်းလေးပြောချင်လို့ပါဗျာတဲ့ဖုန်းခေါ်လို့လည်းမရဘူးစာပို့လိုက်လို့အဆင်ပြေလားဗျာတဲ့ တော့ဇီဘီကုန်းရွာကိုတဲ့ PLA အဖွဲ့ကကောင်တွေက18ရက်နေပါ18ရက်နေပါနေတိုင်းကိုတော့ဘုံဒုံးမီမီပေါ့ချနေရဆရာတဲ့မီလောင်ပုံးတွေပေါ့နော်ပါလို့ရွာရဲ့တုံးချိုးတချိုးပဲ drone name ဖတ်တလို့ကြော်တော်လိုက်တာပေါ့ကတော့ကြာမရောတယ်ဖရားတဲ့ဒီနေ့ဆိုရင်ဆေးဖြန်းဘုံးတွေပါချလို့ရွာတွေကတက်ကြီးရွယ်တွေကိုပင်ဆောင်မျိုးတမီးတွေမူပြီးအန်ကြပါတယ်ဖရားတဲ့လုံးမီတေးကလည်း အစီအုပ်တရာလောက်ရှိတာကိုတရာတရာလောက်ရှိတာကိုပေါ့နော်အာစီအုပ်တရာလောက်ရှိတာကိုတော့တဲ့ဖောက်ဝင်ပါတယ်ဖေရတဲ့မြေကြီးပေါ်ကြာရင်တဲ့တပေကျော်လောက်ကိုနေပြီး120ဘုံဒီအမျိုးအစားတွေနဲ့ပါချတာပါဖေရတဲ့အဲ့ဒီချိန်ရွာပတ်လည်းမှာလည်းတဲ့ပြင်းကျင်းတွေတုတ်ကွန်းတွေပြင်းကျင်းတုတ်ကျင်းတွေတူပြီးချင်းကန်နေကြတာပါဖေရတဲ့ရောက်ရှိနေတဲ့စစ်ကြောင်းကလည်းအဲ့ဒီဘက်ကမတွန်းနိုင်ဘူးဖေရတဲ့ရန်သူအင်အားကပလဲပဓာတ်တွေမပါတော့မှ9000ကျော်မှရှိနေပါတယ်နောက်ထပ်စစ်ကူထပ်ဖို့နိုင် ဖတ်ဖို့နိုင်ရင်ပေးနိုင်မပေးနိုင်ရင်ပေါ့နော်အမတိရွာဇီးဘူးကုန်းရွာအနောက်ဘက်မှာငကမတောင်ရောဆိုတာရှိပါတယ်ဗျာတဲ့အဲ့ဒီတောင်ခြေတွေမှာပေါ့အဓိကအခိုင်အမာနေရာယူပြီးနေထိုင်ရတယ်ပေါ့နော်ရန်သူတွေကကြောလုံးကိုပေါ့နော်ကြောလုံးကိုပေါ့ဗျာဘလို့ဘလို့ပေါ့နော်မြေမြေမှာမရှိရှိတာနဲ့ရင်ဆိုင်လုံးနေရတာကိုအထက်ကအပြည့်ပြိုးပဲလုံးနေကြတယ်ဗျာတဲ့တကယ်တော့လက်နဲ့တွေ့ကတပည့်တော်တို့အရင်တုန်းကတိုက်စစ်ဖွင့်ခဲ့တုန်းကထက်နော်သာပါလားအဲ့တော့ကဲတော့စခန်းလေအဲ့လိုဖြစ်ခဲ့တာဗျာတဲ့မြေမြေမှာတက်ရောရဲရောက စိတ်ဓာတ်ခံယူချက်တွေကကောင်းကြပါတယ်ဖေရတဲ့မတက်တာလို့သာစုပ်ပေးလိုက်ရတာပါဖေရတဲ့အဲ့ဒီနေရာတွေလည်းစုပ်ပြတ်နေပါပြီတဲ့အထက်ကတွင်ရဖို့ပဲတွင်ရပြေးခိုင်းနေစိတ်တွေကိုတော်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 လေးထိခိုက်တယ်ပေါ့ဗျာရန်သူကိုအရန်ထင်သေးကြတယ်ပေါ့နော်ဒီအထက်ကလူကြီးတွေရပေါ့နော်အပေါ်ကနေပဲခိုင်းကြတယ်ရန်သူရန်ထင်သေးကြတယ်ပေါ့ဒီဒီရဘိုင်းတပြုလို့စီကိုပေါ့နေပြီးစေချောင်းထိုးပြီးရှင်းနိုင်မှလားအဆင်ပြေလိုက်ပဲဖေရတဲ့ဒီကတော့နောက်ထပ်စစ်ကူလည်းပလဲမျိုးကနေစေချောင်းထိုးလှရှားစေခြင်းနဲ့ပေါ့နော်ဒါကတော့ ဥစဉ်ကတော့ပြောလိုက်ပါတယ်မနေ့ဒေချာပြောပေးပါမယ်တကားတော့တိုင်းမှုစီလည်းဥစဉ်ပို့ထားပါတယ်လို့ပြန်ရေးလိုက်တယ်တပည့်တော်တို့လည်းတရင်ပို့တရင်ပို့ထားပါတယ်ခင်ဗျာတဲ့ဇီဝကုံရွာသားတွေကတပည့်တော်တို့ကိုဖုတ်ဆက်ပြီးကလေးတွေကိုဝင်ကိုဝင်ဆောင်တဲ့အမျိုးသမီးတွေတကြီးပြေဦးတွေကိုဒါကဲထုတ်ပေးပါတဲ့ပြည်သူစစ်တွေကတူတီကိုတွေချပါမယ်တဲ့ပြောချင်တာကဇီဝကုံရွာကနေစင်းနဲ့ဒါတော့မိလောင်ပုံတွေချတယ်ဒီဆေးဖြန်းနဲ့ဂမူးတိုက်ပြီးမှဒီကဓာတ်ဓာတ်ဥပေတာဆေးတွေပေါ့အပေါ်မှာနေဖြန်းချတယ်ပေါ့နော်ဒါဒီဒီဒီ ီ PDF ဗဒတ်တွေအကျန်းဖက်တွေ DDR ဟိုဟာတွေအတူတူအကျန်းဖက်တွေပေါ့ဗျအကျန်းဖက်တွေချတယ်ချတယ်အဲ့မှာတကြီးရွယ်ဦးတွေတကြီးတဲ့ကိုဝင်ဆောင်မိကတွေကတွတ်အံပြီးမှနေရတယ်တဲ့အဲ့တော့ဇီဝကုံရွာကပြည်သူစစ်တွေရွာလူရွာသားတွေတချို့ကတော့တိုင်းမျိုးကိုငြိမ်းချမ်းစေခြင်းနဲ့ပြည်သူတွေကဘာပြောလဲဆိုရှင်းပြရတယ်ဟိုနော်ဒီတကြီးရွယ်ဦးတွေကလေးတွေသူတို့ကိုယ်ပင်ဆောင်မိခင်တွေကကဲထုတ်ပေးပါတဲ့ကဲထုတ်ပေးပါတဲ့အဲ့ဒီအကျန်းဖက်တွေနဲ့သူတွေကိုယ်တွေချမှာပါတဲ့သူတွေကိုယ်တွေတိုက်ပါမယ်တဲ့နော်အဲ့တော့ဒါတော့ ခံယူချက်ကောင်းပြီဆိုကြရဲအဲ့မှာရှိတဲ့စစ်သားတွေရဲတွေရဲစိတ်ဓာတ်ကတကယ်ပြင်းထန်တဲ့လူတွေပါအင်းဘာလို့ ਆ လဲဆိုရင်ပံ့ပိုးမှုထောက်ပံ့မှုတွေပဲလိုအပ်တာပါနော်ပတ်ဖို့မှုထောက်ပံ့မှုတွေပဲလိုအပ်တာပါတို့ကနဂါဘတောင်နေဘာတောင်နေမှာကသူတို့ခြေကုပ်ပြီးမှနေရာယူထားတယ်အဲ့ဒီနေရာတွေကိုဘာလုပ်ရမှာလဲဘာလုပ်ရမှာလဲဒါပဲပေါ့အကြီးရတော့နော်ဘာလုပ်ရမှာလဲပေါ့နော်အဲ့တော့ဦးစင်းတို့ကလည်းအရှိကိုအရှိတိုင်းပဲပြောတာပါဗျာကစားစစ်ပဲတခါလေကြတော့လူကြီးတွေကဒီလိုအမှန်တရားတွေပြောရင်မကြိုက်ဘူးဗျမကြိုက်ဘူးမကြိုက်ဘူးဟောအထက်ကလူကြီးတွေတိကျသွားမှလူတို့တွေကသေလောက်အောင်ကြောက်တယ်ဗျနော် ဦးစင်းတို့ကလည်းခင်ဗျားတို့ကဒီတဲ့င်းနေမတူလားတိရတိတိကြီးနဲ့ခင်ဗျားတို့ကလည်းနေနေကြတာမတူလားဆိုတော့တိကြတာပဲဒီနေရာမှာဘလူဘလူဘာရှိရဆိုတော့ခင်ဗျားတို့လည်းတိတယ်အဲ့တော့ဦးစင်းတို့ကပြောလိုက်အတောင်ဆိုးလည်းပြောချင်တာပါနော်ကြောင်ဆိုးလို့ရှင်ဘယ်တော့မှအကြောင်ဆိုးဆိုလို့ရှင်ဘယ်တော့မှမပြောဘူးနော်အာငါပေါက်ကကြောင်ဆိုးကိုပျောက်ချင်နေတာနော်လို့ရှင်လည်းခင်ဗျားတို့ကကျွတ်တူကိုအပြစ်ပြောဦးမယ်တွတ်တူကမပြောပြရင်လည်းအောက်ကအောက်ခြေတရမတည်ဘူးနော်အောက်ခြေတရမတည်ဘူးအဲ့တော့ဦးစင်းတို့ကအထက်ကနန္ဒကတာဝန်ရှိပုဂ္ဂိုလ်လူကြီးကြီးတိအောင် ပြောရမှာပဲမပြောရင်လည်းခင်ဗျားတို့အဆင်အဆင်လိမ့်နေကြတာအဲ့လိုအဆင်အဆင်လိမ့်နေလို့အဆင်အဆင်ညာနေလို့စစ်တိုက်တိုင်းလဲရှုံးတာပေါ့နော်စစ်တိုက်တိုင်းလဲခွပြူဝပီပီနေရတာပေါ့အောက်ကလူကြီးခံနေရတာအဲ့တော့အဆင်အဆင်လိမ့်လို့မရအောင်အဆင်အဆင်ညာလို့မရအောင်ရှေ့လျှောက်ပြီးမှဦးဇင်းကစစ်မြေကြီးကပို့တယ်ပြည်သူပြည်သူတွေကနော်ဒါမှမဟုတ်တော့ရာရှိတွေရဲ့အတန်တွေရဲတွေရဲ့အတန်တွေပြည်သူတွေရဲ့အတန်တွေကိုရှေ့လျှောက်ပြီးမှလည်းပြောသွားအောင်ပါနော်ပေါ့ကောတော့ခံမလာခံရောကြာမလာကြာရောဆိုတဲ့အတွင်းနဲ့ပဲဦးဇင်းတော့ပြောရမှာပါဗျအားလုံးတော်ပါပြီဗျ ငါပေါ့ကြည်ခွဲရပြန်ပြီ။ကဲငါပေါ့ရဲ့ကြည်ခွဲခါနဲ့ပတ်တဲ့ပြီမှာပရိသတ်ကျရမင်းတို့တစ်ချက်လေးတွေကို comment မှာရေးပြပါ။ဆက်လက်ပြီးမှာဟိုလိုက်ဝမ်းတင်ဆက်ပြီးတဲ့တင်လေးတွေဆက်ကြည့်လိုက်ကြအောင်နော်။အောင်ကမမဆင်ရှင်းပြစရာမရှိဘူး။ဒီမိုကရက်တွေကမကြိုက်လို့ဆန္ဒပြတာဒါပဲ။အဲ့တော့ပြောချင်တာက NUG သည်သူ့လို့သူလုံနေတယ်။ NUG သည်ရှင်းရှင်းပြောရရင်ပဲခိုးမန္တလေးစကိုင်းစကိုင်းအဲ့လောက်ကိုပဲအာရုံစိုက်နေနေပြီတော့ဗော။ ကျန်တဲ့ဟာတွေကကိုယ့်ကိုလုံးကြတော့မှာရန်ကုန်ဒီကရင်ကိုတောင်းပေးရလိမ့်မယ်ဒါပေမဲ့ရန်ကုန်မှာတော့ဒီဆန္ဒပြပွဲတွေနဲ့ဗညာတွေတော့ရှိသေးတယ်ဗဒါပေမဲ့ NUG မနိုင်ဘူးရန်ကုန်ကိုဒါအခုအနေထားရ NUG ရန်ကုန်မသိနိုင်ဘူးဗျာဒါအပွင့်လင်းဆုံးပဲအဲ့တော့ NUG ဒီကရင်ကိုလွှဲရလိမ့်မယ်ရန်ကုန်ကိုကရင်လွှဲရလိမ့်မယ်အဲ့တော့ဒါအရှိတရားပဲဗျာအခုရှိတဲ့အင်အားနဲ့ကိုသွားတာလေအခုမေဦးဒေါ်လာကြီးဒီ NUG ကြောက်ကြီးအောင်မြင်တာမဟုတ်ဘူးဆိုတော့လူတိုင်းသိတယ်ဗျာပြောချင်တာတိုင်းသားတွေတိုက်ရင်လို့အများဆုံးနိုင်နေတာအဲ့တော့အဲ့ဒါလေဘာမှ NUG ကိုအထင်သေးစရာမလိုကြီးဘူး မနေ့တည်းရမှာဗျာဒီပေါ်ပင်ဖောင်နေကိုင်းတဲ့ចောင်းသားတွေကိုစားတိုက်တာလေပတ်စံတရားမှမရှိပဲစားတိုက်တာဒီအနေထားရောက်လာတာကဘာ NGO ကရန်တော်တာ NGO ခေါင်းဆောင်တွေရဲ့အမြင်ကျဲမှုတွေတိုင်းသားခေါင်းဆောင်များ ਨੇ တဘောတာကြီးနိုင်လို့ရတာတွေနောက်ပြီးတော့ဂျန်စီလူငယ်များရဲ့တော်တော်မှုတွေပေါ့နော်အရန်ရဲရဲမှုတွေတတ်သိရှိမှုတွေကြောင့်ဒီအနေထားကိုရောက်လာတာနောက်ပြည်သူအားလုံးရဲ့ထောက်ခံအားပေးမှုနဲ့အကူအညီပေးမှုကြောင့်ရောက်လာတာနိုင်ငံတကာမှာရှိတဲ့ပြည်သူအားလုံးရဲ့တခဲနဲ့ထောက်ခံမှုကိုရတာအဲ့တော့ ကျွန်တော်တို့ဒီလိုခွဲလိုက်တဲ့အခါမှာဘာဖြစ်လာသလဲဆိုတော့မင်းအောင်လိုင်ကြီးရန်သူများသွားတယ်တော့သူ NUG ပဲဖြိုလို့မရတော့သူအကုန်ဖြိုသွားတော့မင်းမင်းအောင်လိုင်ကြီးစစ်မျက်နှာပုံများသွားတယ်အဲ့ဒါကြီးရန်သူကိုကျွန်တော်တို့အင်အားချင်းနေအောင်လုပ်နိုင်တဲ့နည်းပဲအဲ့တော့ဘဟုကနေပြီးတော့ကျွန်တော်တို့ကဟိုအာနာကိုလူယူထားတာမဟုတ်ဘူးဆိုတော့တိုင်းသားတွေသဘောပေါက်လာပြီ NUG ကပုတ်ပွင့်နေရင်ကျွန်တော်အခုပြောနေသလိုပဲအကုန်လုံးကိုခွဲပေးနေပြီကြိုက်ကိုအဲ့ဒီတိုင်းသားတွေကယူရဲဖို့ပဲလိုတယ်ရုပ်ရဲဖို့ပဲလိုတယ် ပြောချင်တာကပြက်ပြက်သားသားနိုင်ငံကိုကြီးညာပလိုက်ပြီးမှအစင်လျှော့ပေးလိုက်ကိုဖက်ဒရယ်ကိုကိုမခွဲထွက်ထွက်ဘူးလို့ကိုကူပူသိရင်နိုင်ငံရှင်ကြီးညာပြီးသူ့ကိုထိုက်တိုက်တွေးမယ်ပြောချင်တာကသူ့ကိုဟိုဘယ်လိုမှနိုင်ငံရေးရအတူချင်လို့ကျွန်တော်တို့အုတ်ချွေးအဖွဲ့စည်းတွေဖွဲ့သလိုပဲတိုင်းရင်းသားတွေကလည်းသူ့ကိုနိုင်ငံရေးရအတူချင်လို့နိုင်ငံကြီးညာခိုင်းတာတိုင်းသားတွေကိုခွဲစစ်စစ်နေတာမဟုတ်ဘူးပြောချင်တာကမင်းအောင်လိုင်ကိုတိုက်ခိုက်မယ်နီးပြူပါတကူပဲအဲ့တော့နိုင်ငံကြီးညာပြီးတော့ချအောင် အဲ့တော့နိုင်ငံကြေညာပြီးနိုင်ငံနိုင်ငံတည်ရနိုင်တဲ့စစ်လက်နက်ပစ္စည်းဝယ်ခွင့်နော်စစ်လေယာဉ်ဝယ်ခွင့်နော်စီးပွားရေးလုပ်ခွင့်နော်နိုင်ငံရဲ့အချုပ်အခြာအာဏာဆိုတဲ့ရပိုင်ခွင့်တွေကိုကိုကတောင်းပါကုလသမဂ္ဂကအသိမှတ်ပြုတာမပြုတာကိုလုံးမဟုတ်ဘူးအဲ့ဒီတည်းမှာတနိုင်ငံကအသိမှတ်ပြုလိုက်ကိုထောပြီးဟာကိုပြောချင်တာကစားမှာသူနိုင်ငံကြေညာခိုင်းတာကခွဲထွက်ခိုင်းတာမဟုတ်ဘူးမြောက်လင်ကိုအပြုတ်တိုက်မဲ့ဘယူဟာတွေကတကယ်အရေးကြီးတဲ့မဟာ strategy တစ်ခုပဲပြောချင်တာကကဘာကြီးကသူအေးနေတယ်ကုလသမဂ္ဂကတုံးမရဘူးဆိုတာကျွန်တော်တို့လက်တွေ့သိနေတဲ့အချိန်မှာ ကုလသမဂ္ဂကိုစိန်ခေါ်ခြင်းကမ္ဘာခေါင်းဆောင်များကိုစိန်ခေါ်ခြင်းပြီးတော့ငါတို့ဒေသကိုငါတို့နိုင်ငံချင်းညာပြီးငါတို့အုပ်ချုပ်နိုင်တယ်ဆိုတာကိုကမ္ဘာကြီးကိုပြသခြင်းအိန္ဒိယမှာသူတို့ဒီကမ္ဘာမှာလူရောင်ဝင်တဲ့ခေါင်းဆောင်တွေဖြစ်လာပြီးကမ္ဘာခေါင်းဆောင်တွေကလာဆက်သွယ်ရတဲ့အဆင့်ကိုကျွန်တော်တို့ကခွဲပြီးပါ NUG တယောက်တည်းကမ္ဘာကြီးနဲ့ဆက်ဆံရမှာမဟုတ်ဘူးအဲ့ဒါဆိုရင် NUG ကမနိုပိုလီပိုလီလို့ခေါ်တယ်လေဝကြီးအုပ်ထားတာအဲ့တော့နိုင်ငံချင်းညာလိုက်ရင်ရခိုင်နိုင်ငံဆိုရခိုင်နိုင်ငံခေါင်းဆောင်ဆိုပြီးတော့ကမ္ဘာကြီးကသူ့ဆက်သွယ်လာမယ်ကရင်နိုင်ငံချင်းညာလိုက်ရင်ကရင်ခေါင်းဆောင်ကရင်တိုင်းပြည်ရဲ့ ခေါင်းဆောင်ဆိုတမနာဘူတီချုပ်ဆိုပြီးတော့ထိုင်းကဆက်ဆံလာမယ်။ဒါကိုကျွန်တော်ထောက်ပြချင်တာ။ကချင်နိုင်ငံကြီးညာလိုက်ပြီးဝါနိုင်ငံကြီးညာလိုက်ရင်တရုတ်ကသူတို့တလေးစားဆက်ဆံမယ်။အဲ့ဒီတလေးစားဆက်ဆံမယ်။မြောက်လိုင်းပလင်ပေါ်မှာရနေတဲ့အခွင့်အရေးကိုပလင်ကိုကျွန်တော်တို့မဖြုတ်ချနိုင်ခင်မှာအဲ့ပလင်ကိုကျွန်တော်တို့အစိမ့်စိမ့်မှမှာခွဲပြီးတော့အဲ့ဒီမှာကိုကဝင်ယူမှာပလင်ပလင်ပေါ်မှာရတဲ့ပလင်ပလင်ရဲ့အခွင့်အရေးကိုကိုကခွဲခြားစိတ်ဖြာပြီးတော့တစိမ့်ရိုင်တစိမ့်တမက်ရိုင်တမက်တပြားရိုင်တပြားခွဲယူခြင်းပဲ။ပြောချင်တာကမြောက်လိုင်းရဲ့ပလင်ပေါ်မှာရနေတဲ့အခွင့်အရေးကိုကျွန်တော်တို့က မျိုးတော်အောင်လုပ်ခြင်းတစားစီဖဲ့ထုတ်ခြင်းလုပ်ခြင်းပဲအဲ့ဒါကြောင့်ကျွန်တော်ကနိုင်ငံကြီးညာခိုင်းတာအစိုးရကြီးအမြန်ကြီးညာပါလူကြီးမင်းတို့ဒီချိန်မှမယူရရင်တော့ဘတော်မှမရဘူးနော်ကျွန်တော်တိုင်းရင်းသားတွေအားလုံးကိုကျွန်တော်ကျွန်တော်အကြီးကျယ်တိုက်တွန်းနေတယ်လူကြီးမင်းတို့ဒီဝါကားကျွန်တော်တိုက်တွန်းနေယူတော့ဝါကိုကန်တောင်းဘလို့အကုန်ယူတော့နော်လူကြီးမင်းတို့ဒီဒီအခွင့်အရေးမှာဒီမင်းအောင်လိုင်းကိုဒီလိုနိုင်ငံရေးနီးနဲ့အပြီးမဖြိုနိုင်ပြီဒီအခွင့်အရေးကိုမယူနိုင်ဘူးဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်လိုဝါတာကြီးအစ္စရေးလိုဝါတာကြီး အီရန်ကိုဖြိုဖို့ကဒီတနည်းပဲရှိတယ်ဒီအခွင့်အရေးတစ်ခုပဲရှိတယ်အိန္ဒိယကအမေရိကန်သမ္မတအမလုံးလိုက်ဘူးဆိုရင်အဲ့ဒီအခွင့်အရေးပြန်မရတော့လူဆိုတာမိုးရွာတော့ယူခံရတာအခုမင်းအောင်လိုက်ရဲ့အနေထားကဘာကြီးနဲ့ရန်ဖြစ်နေတဲ့ကဘာကြီးရဲ့ရန်သူကျွန်တော်အခုတရားချာကိုထောက်ပြနေတယ်နော်တရုတ်ရုရှားအီရန်မြောက်ကိုရီးယားဒီကဘာရဲ့ရန်သူဒီမိုကရေစီရဲ့ရန်သူ adversary လို့သူတို့သုံးတယ်ရန်သူကဘာရန်သူနေနဲ့ပေါင်းနေတဲ့မင်းအောင်လိုက်ကဘာကြီးကလည်း အနည်းဆုံးရန်သူလို့မသတ်မှတ်တော့ရန်သူတပည့်လို့တော့သတ်မှတ်မှာဖြစ်တဲ့အတွက်ဒီအခွင့်အရေးမှာကျွန်တော်တို့ရဲ့တိုင်းရင်းသားတွေကျွန်တော်တို့ရဲ့လက်နက်ကင်တွေကကဘာကြီးမှာလူရဝင်ခြင်းနဲ့ကိုယ့်ကိုနိုင်ငံတကာကဆက်ဆံခြင်းနဲ့ဆိုရင်တော့အဲ့ဒီအခွင့်အရေးကိုအမိရကင်ပြီးဒီအချိန်မှာနိုင်ငံရေးရတိုင်းရင်းတမန်ရေးရမင်းအောင်လိုင်းကိုတိုက်ခိုက်ဖို့တနည်းပဲရှိတယ်အစိုးရတွေချိန်ညာတော့အစိုးရချိန်ညာဖို့အတွက်လက်နက်ကင်ဖွဲ့လို့တယ်ရဲလို့တယ်အုပ်ချုပ်ရေးလို့တယ်နည်းမြေလို့တယ်အခုကျွန်တော်တို့မှာဒီအချက်လက်တွေအားလုံးနဲ့အကုန်ပြည့်စုံနေပြီ အေးမာလည်းပြည့်စုံနေပြီကချင်မာလည်းပြည့်စုံနေပြီကရင်လည်းပြည့်စုံပြီကရင်ဒီပြည့်စုံပြီချင်းပြည့်စုံပြီရှမ်းဆိုပြောစရာတော့မလိုဘူးဗျာအဲ့တော့ဒီအခွင့်ရေးစကိုင်းဆိုလည်း NUG ကပြည့်စုံနေပြီနေမြေလည်းရှိတယ်လက်နက်လည်းရှိတယ်အုပ်ချုပ်ရေးလည်းရှိတယ်တရားရုံးလည်းရှိတယ်နော်ကရင်မာလည်းတရားရုံးရှိတယ်နော်ဝါမာလည်းတရားရုံးရှိတယ်နော်အုပ်ချုပ်လို့ရနေပြီတောင်းပလောင်မာလည်းတရားရုံးနေတယ်အုပ်ချုပ်နေပြီအဲ့တော့ကို့မှာမြေလည်းရှိပြီလက်နက်လည်းရှိပြီနေမြေလည်းရှိပြီဆိုတော့ challenge ခေါ်သားမှာမင်း online ဒီဒီနေ့ကပ္ပရန်သူနဲ့မိတ်ဆွေတက်လောက်ထားတာဖြစ်တဲ့တွေ့အဲ့တော့ ရန်သူရဲ့မိတ်ဆွေကကိုရန်သူလေ။တပါကြီးအဲ့လိုပဲသတ်မှတ်မှာ။အဲ့တော့ဒီအခွင့်အရေးကိုကုလသမဂ္ဂကိုကျွန်တော်တို့ကကြော်လိုက်။ကုလသမဂ္ဂကိုမမျှော်နဲ့ခရဖဲတာ။ဒါတိုင်းနိုင်ငံတွေကကိုကိုဆက်သွယ်လာနိုင်မယ်။ဒီနေ့ထိုင်းနဲ့ကမ္ဘောဒီးယားကိစ္စကိုထိုင်းဘယ်လိုကစားနေလဲတွေ့တယ်မလား။မြင်အောင်ကြည့်။ကမ္ဘောဒီးယားကတရုတ်လူမင်းအောင်လိုင်လူ။ဟုတ်တယ်နော်။ထိုင်းကကမ္ဘောဒီးယားကိုဆိုပြီးထိုင်းကမင်းအောင်လိုင်ကိုဆော်ဖို့တဲ့ဘသူလိုလဲ။ဂျာကန်တရုတ်နိုင်ငံအဲကရင်နိုင်ငံလိုလဲ။ရှမ်းနိုင်ငံလိုလဲ။မြင်အောင်ကြည့်။သူကကရင်နိုင်ငံကို proxy ခံပြီးမင်းအောင်လိုင်ကိုဆော်မှာ။ အော်ကို तू ကမင်းအောင်လိုင်းအုပ်စုကိုဆော်ဖို့အတွက်ထိုင်းပါကသူ့မှာ proxy ခံမဲ့နိုင်ငံမရှိတော့ तू လည်းမလုပ်ရဘူးမင်းအောင်ကြည့်အခွင့်အရေးကဒီအရှိတောင်အရှာရဲ့ဒီနိုင်ငံရေးတန်တမာရေးဖြစ်နေတဲ့အနေအထားများအရအကောင်းဆုံးအချိန်ကဘာကြီးကတွေးပူနေတဲ့အချိန်ကဘာကြီးကတရုတ်ယံယူကရိန်းယံငါ sorry ရုရှားယံအီရန်ယံကိုပြောနေတဲ့အချိန်မှာအဲ့ဒီအီရန်နဲ့ဒီအီရန်နဲ့လည်းသပောင်းနေတယ် တရုတ်နဲ့လည်းပေါင်းတယ်ရုရှားပြည်လည်းအခြေချင်းသွားနေတယ်မင်းအောင်လှိုင်ဒီကဘာကြီးကရန်သူအဖြစ်ကိုပုံဖော်ပေးရမယ်အခြေပြောကြတာကပူပူလင်းလင်းထောက်ပြရရင်မင်းအောင်လှိုင်တို့ကိုကဘာနဲ့ရန်တိုက်ရမယ်အခြေအဲ့ဒါကျွန်တော်တို့မြူးတော်လိုင်းရေးသမားတွေအားလုံးအတွက်အခွင့်အရေးကောင်းမယ်မင်းအောင်လှိုင်အုပ်စုကိုကဘာနဲ့ရန်တိုက်ရမယ်အခြေဒါဟာပြည်တွင်းနိုင်ငံရေးအတွက်ကျွန်တော်ထောက်ပြခြင်းတဲ့အချက်ပဲရွေးကောက်ပွဲကိစ္စလားမပြောနဲ့ပြောတဲ့လူအားလုံးဘယ်လောက်တယ်ဗျာကျွန်တော်အပွင့်လင်းဆုံးပြောတယ် တော်တော်သွားတဲ့လမ်းကြောင်းကိုကျွန်တော်တို့မလိုက်ဘူးကျွန်တော်အများအားပြောနေတယ်နော်88မှာကြဆုံးခဲ့တာမင်းအောင်လိုက်လို့ချပေးတဲ့လမ်းကြောင်းကိုကျွန်တော်လိုက်လို့အကုန်ကြဆုံးတော့ကျွန်တော်တို့ကကျွန်တော်တို့လမ်းကြောင်းပါမယ်သူတို့ကကျွန်တော်တို့လမ်းကြောင်းကိုလိုက်လာအောင်အဲ့တော့ရွေးကောက်ပွဲအကြောင်းကိုဆွေးနေတဲ့လူဘယ်သူမှမဆိုဘလောက်တယ်ကျွန်တော်တို့ရွေးကောက်ပွဲအကြောင်းလုံးဝမပြောဘူးဒါဆိုကျွန်တော်တို့ဂူးမဆိုင်ဘူးကျွန်တော်တို့လမ်းကြောင်းကိုပဲကျွန်တော်တို့ပြောမယ်ဆိုချင်တာသူတို့ကိုရွေးကောက်ပွဲအတွက်ကျွန်တော်ရဲ့ page မှာလာပြီးဆွေးနွေးခွင့်ကိုမပေးနိုင်ဘူးဝါဒဖြတ်ခွင့်မပေးနိုင်ဘူးဒါကြောင့်ရွေးကောက်ပွဲအကြောင်းကိုလည်းမပြောနဲ့ကျွန်တော်တို့စိတ်ဝင်စားဘူးရွေးကောက်ပွဲကိုကျွန်တော်တို့ကရန်သူကိုတိုက်တဲ့အချိန်မှာတင့်တော်ရင်မသိတော်ရင်စိတ်ဝင်စားဘူးရန်သူကိုအနိုင်တိုက်မှာဆိုချင်တာက အဲ့ဒီပလင်ပေါ်မှာတတ်ထိုင်ပြီးနိုင်ငံနိုင်ငံရေးအခွင့်အရေးကိုတက်ယူနေတဲ့လူတွေကိုကျွန်တော်တို့ကဆွာမှာနမို့ရင်တသက်လို့ကျွန်တော်တို့မြောက်လိုင်းစစ်ကြုံဖြစ်မှာအော်စတြေးလျနိုင်ငံကနေလူတွေပါစရာမရှိဘူးလေနေတိုးဆိုတာဥရောပနိုင်ငံများနဲ့အမေရိကန်လေအော်စတြေးလျအော်စတြေးလျတိုက်လေဥရောပတိုက်မှာမဟုတ်တာဒါကြောင့်အမေရိကန်နဲ့တီးတဲ့ဒီအော်ကက်စတရာတို့မှာသူကစာချုပ်ချုပ်ရတာလေဒါဥရောပတိုက်နဲ့အမေရိကန်နဲ့စာချုပ်လေအဲ့တော့ပြောချင်တာကပြည်တွင်းနိုင်ငံရေးမှာဒီအချိန်မှာအရေးကြီးဆုံးဒီကျွန်တော်ကနိုင်ငံအဖြစ်ပြောနေတာအမှန်တော့ပြည်နဲ့အစိုးရကြီးညာခိုင်းတာဒါပဲ ပြည်နယ်အစိုးရဖြစ်ဖြစ်နေဘာဖြစ်ဖြစ်ဗျာစိန်ခေါ်စားစားမှာစိန်ခေါ်ဖို့အချိန်ကြာပြီကိုကနိုင်ငံဥအောင်ချေချာလိုက်ရင်ဗျာ तू ရှင်းသွားပြီလေ तू ဘလို့ကိုနိုင်ငံမှာ तू ရွေးကောက်ပဲပါလာလို့ရတော့မလဲတိုင်ရတမရင်းနဲ့စိန်ခေါ်ကြစမ်းပါအဲ့တော့ပြောချင်တာကပြင်ဆင်နေတယ်အင်အားလုံးနေတယ်အေးအေးအထုကိုယူတာဗျာအေးအေးဒီအောင်မြင်တယ်ကျွန်တော်တို့အားလုံးအထုယူတယ်နော်ဒီနေရာမှာအေးကရခိုင်လူမျိုးဖြစ်လို့ဘုရားပါအဲ့ဒါတွေကျွန်တော်တို့စိတ်ဝင်စားဘူးကျွန်တော်တို့စိတ်ဝင်စားတာကအေးအေးရဲ့လုပ်ပုံကိုင်မဲ့ကိုကျွန်တော်တို့ကြိုက်တယ်ဒါပေမဲ့ပြောစရာရှိတာပေါ့ဗျာဒီရိုဟင်ဂျာဆိုတဲ့မွတ်စလင်တွေနဲ့ပြည်လဲအောင်လုပ်အဲ့ဒါလည်းအေးအေးသူ့အသူရှင်းလိမ့်မယ်ဒါသူ့ကိစ္စသူ့လုပ်လိမ့်မယ်မင်းအောင်လိုက်တာဝန်ယူထားတဲ့အချိန်မှာစစ်အုပ်စုတွေလောက်တော့အေးအေးကမစိုးဘူးဆိုတာကျွန်တော်ယုံကြည်တယ် စီအုပ်စုတွေကတစ်ဖက်သက်လောက်တာအဲ့တော့ရွှေညာရေးမွတ်စလင်ရေးကလည်းအေအေကစီအုပ်စုလောက်တော့မဆိုးဘူးပိုကောင်းလာမယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့တော့အကောင်းဆုံးဖြစ်သွားမယ်လို့လည်းယုံကြည်တယ်ဒါပေမဲ့အေအေရဲ့လုတ်သွားဖို့တအောင်ပလောင်ရဲ့လုတ်သွားဖို့ကိုကျွန်တော်ကအားကြားတယ်တအောင်ပလောင်နဲ့ထုံဒီလည်းကောင်းမယ်သူတို့ဒီတေချာချာပြင်ဆင်ခဲ့တာအချိန်တွေယူခဲ့တာ NUG ကအဲ့ဒါကိုသွားနေတာအဲ့တော့ NUG ပတ်စံတွေအားလုံးဒီ အလဟတာသုံးနေတာမဟုတ်ဘူး။အန်ယူဂျီဘုံနေတာလည်းမဟုတ်ဘူး။ဝင်ကြီးတွေဗျာဘာမှစားစရာမရှိပါဘူး။ဒီဝင်ကြီးတွေဘယ်လောက်ဒီဆင်းရဲနေလဲဆိုတာအဲ့ဒီမြေပြင်မှာနေတဲ့လူတွေအကုန်အသိဆုံးပါ။ဝင်ကြီးတွေအတူတူနေလူဘာမှမရှိပါဘူးဗျာ။ဒီဆရာဇော်ဝေဆိုးရဲ့မနေ့ကအင်တာဗျူးပေါ့ကိုမမောင်ဆိုးနဲ့အင်တာဗျူးလေးနားထောင်ကြည့်ပါ။မြေပြင်မှာသူဆရာဇော်ဝေဆိုးကနိုင်ငံသားမှနေခဲ့တာနော်။အဲ့တော့အင်စာတတ်တာကအဆအာတဲ့ဘယ်လောက်ဒုက္ခရောက်လဲဘယ်လောက်ပြောင်းလဲသွားတယ်ဆိုတာအားလုံးသူမင်းကဆရာဇော်ဝေဆိုးရှင်းပြနေတာဟုတ်တာပေါ့တောထဲမှာဗျာခင်ဗျဒီမှာလို့ဘုတ်တိုင်းရတာဘယ်လာရမှာလဲဟုတ်တယ်မလားအဲ့တော့အများကြီးပြောစရာတွေရှိတယ်အဲ့တော့ ဟိုဟိုဟိုလည်းပြောမယ်ဒီပတ်စံနေအလုံးဒီမှန်ကန်တဲ့နေရာမှာလိုအပ်လို့သုံးနေကြတာပါအလေလွင့်မရှိဘူးလားလို့မေးရင်မရှိဘူးလို့ဖြစ်ရင်ဒါကျွန်တော်မတရားပြောတာရှိတာပေါ့ဗျာလောကကြီးမှာမကောင်းတဲ့လူလည်းရှိတာပဲလေကိုကြိုးရှာခြင်းနဲနဲ့နဲ့မြနဲအောင်တို့စူးစမ်းနေပါလေဒါကိုပြောချင်တာပါဖွဲ့စည်းပုံခဏမေးတာဗျာအဲ့ဒီဖွဲ့စည်းပုံနဲ့ကျွန်တော်တို့တိုင်ပတ်နေတာကြာပြီဟုတ်ပြီနော်ဖွဲ့စည်းပုံမေးတာမင်းအောင်လိုင်းကိုအရင်ဖြုတ်မယ်ဖြုတ်ပြီးမှနိုင်ငံရေးရဖွဲ့စည်းပုံကိစ္စဆွေးနွေးမယ်အခုအဲ့ဒီဖွဲ့စည်းပုံနဲ့အဲ့ဒီဖက်ဒရယ်နဲ့ကျွန်တော်တို့တစ်စီချောက်ပြီးတိုင်ပတ်နေတယ်ကြိုးမပူနဲ့လောလောဆယ်မင်းအောင်လိုင်းကိုနိုင်ဖို့အဒီတနည်းပဲကြံတော့တယ် မြောက်လိုက်ကိုနိုင်ငံရေးရကျွန်တော်တို့တတ်ရတော့မှာနိုင်ငံရေးရသူ့ကိုချိုးရတော့မှာတန်ရေးတမန်ရေးရချိုးရတော့မှာပြောချင်တာကပြည်မတစုတည်းနဲ့ကဘာလည်းမကပ်ဘူးမြင်အောင်ကြည့် NUG တူဦးတည်းနဲ့ကဘာလည်းမကပ်ဘူး NUG မှာဒီပြည်မသားတွေနဲ့ကဘာလည်းမကပ်ဘူး NLD ကအားလုံးပါမှာကဘာလည်းကပ်မှာအဲ့တော့အားလုံးဒီကိုနီကိုဟာနဲ့ပါမရမှာဟုတ်ပါတယ်ဆရာဝလိုက်ဝန်တင်ဆက်ပြီးတဲ့တင်းကတည်းကကောင်းပါတယ်နော်ပရိသတ်ဂျီရိုရဲ့အမြင့်ဆုံးတက်ချက်လေးတွေကိုလည်း comment မှာရေးပေးကြပါဟုတ်ပြီအဆုံးထိကျေးဇူးပဲသူရောက်စီတိုင်းရန်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့တင်အစ်လေးတွေနဲ့ပြန်ဆုံကြရအောင်နော်